သမုဒ္ဒရာတွေကလုံးဝကိုအံ့ဩသွန်းစေမဲ့သတ္တဝါများသမုဒ္ဒရာဆိုတာကအနှံ့ရှိုင်းပြီးတော့ကျေပြန့်လာပါတယ်ကျမတို့လူသားတွေကတော့သမုဒ္ဒရာထဲမှာဘာတွေရှိနေသေးတာလဲဘလို့တက်ရှိမျိုးစိတ်တွေရှိနေသေးတာလဲဆိုတာကိုတော့မသိရှိရသေးပါဘူးသမုဒ္ဒရာဆိုတာကထူးထူးခြားခြားနှံ့ရှိုင်းပြီးအနေအများလုံးတဲ့နေရာဖြစ်ပါတယ်ယင်းဒီသတ္တဝါပေါင်းများစွာရှင်သန်နေထိုင်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် အောင်စရာကောင်းတဲ့ရေပွဲတွေကနေကြောင်းမက်ဖွဲရဲ့ရေသွားကြီးတွေအထိတွေ့မြင်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုထဲမှာဆိုရင်တော့လုံဝကိုအောင်အောင်သွားစေမဲ့သတ္တဝါတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကဲဘလို့သတ္တဝါလေးတွေဖြစ်နေကြမလဲဆက်ကြည့်လိုက်ကြရအောင်ပါနော်။နံပါတ်1 Japanese spider crab ဒီကနန်းကိုတော့ဂျပန်ပင့်ကူဆိုပြီးတော့ခေါ်ဆိုကြပါတယ်ထူးထူးခြားခြားဒီကနန်းတွေရဲ့လက်တံတွေကအရန်ကိုရှည်ပြီးတော့ပင့်ကူတကောင်လိုပါပဲရှင်ဒီကနန်းရဲ့ bitto extension ကြောင့်လဲလူသိများပါတယ်သူ့ရဲ့ခြေတံလက်တံက12ပေအထိကိုရှိပါတယ် ကြည့်ရတာကပင့်ကိုကြီးတကောင်လိုပါပဲဂျပန်ပင့်ကိုကနန်းကအရွယ်အစားကြီးမှပြီးအရန်ရက်စက်တဲ့မုတ်ဆိုးလိုတားကောင်ကိုရှာဖွေပြီးတော့ဖန်ယူနေရှိပါတယ်သူရဲ့ရှည်လျားတဲ့ခြေတံလက်တံတွေကိုကောင်းကောင်းကြီးအသုံးချတတ်ပါတယ်ဂျပန်နီစပိုင်ဒါခရပ်ကကျမ်းမြေပေါ်မှာလမ်းလျှောက်တက်ပြီးကြောက်ဆိုင်လိုတန်းတာကြောက်တန်းနေလိုနေရာတွေမှာလည်းနေထိုင်တတ်ပါတယ်အယောင်ပြောင်းလဲနိုင်စွမ်းရှိပြီးတော့တစ်ခါတလေရေမြုပ်တွေလိုထွက်ပေါ်စေပြီးတော့ဖုံးကွယ်နေတတ်ပါတယ်ဒါကသူ့ကိုယ်သူဖုံးကွယ်ချဖို့အတွက်လှုပ်ဆောင်တတ်တာပါဂျပန်နီစပိုင်ဒါခရပ်ကသူ့ရဲ့ထူးခြားတဲ့ပုံမှန်သဏ္ဍာန်ကြောင့်လည်းနာမည်ကြီးပါတယ်နံပါတ်2 ပလက်ဂျက်အော်တိုဘတ်စ်ပလက်ဂျက်အော်တိုဘတ်စ်ရေပွဲတွေကတော့ကတ်တွန်းကားတွေကရေပွဲတွေနဲ့ဆင်တူပြီးတော့အရွယ်စားကြီးမားကချစ်စရာကောင်းပါတယ်။ဒူဇာမှုကတော့သူ့ရဲ့အယောင်သွေးပါဒီရေပွဲလေးတွေကတင်းငယ်တဲ့မျက်စိနဲ့ခန္ဓာကိုယ်ကြီးပြီးအယောင်တောက်ဆူနေပါတယ်။သူကအရင်နဲ့ကြက်မြင့်မှနေတိုင်းကြက်ဆိုင်ရင်းနဲ့အချိန်တွေကိုကုံဆုံးနေရှိပါတယ်။ပလက်ဂျက်အော်တိုဘတ်စ်တွေက ခန္ဓာကိုယ်ပြားသွားရင်ပန်ကိတ်နဲ့ဆင်တူပါတယ်။ သူ့ရဲ့ကုခတ်မှုကတော့အငှက်တကောင်ဝဲပြန်နေရနဲ့တူပြီးတော့အယောင်သွေးကြောင့်ငင်းမောသွားစီလောက်တဲ့အထိကိုချစ်စရာကောင်းပါတယ်။ဗလန်ကျမ်းမြေလိုနေရာမှာ flat jet autobus တွေကိုအများဆုံးတွေ့ရပြီးတော့အလင်းမြန်ကုခတ်နိုင်ကဂျယ်လီနဲ့လည်းတူပါတယ်။ဒီရေပွဲတွေကတခြားရေပွဲတွေနဲ့လုံးဝမတူပါဘူး။လုံးဝကိုစန့်ကျင်ပတ်ပါရှင်။အဓိကကအယောင်နဲ့သူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲဖြစ်ပါတယ်။နံပါတ်3 Giant Isobat ဒီကောင်တွေကို giant ocelot လို့ခေါ်ပြီးတော့အခွန်မာတွေနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးထားပါတယ်။အတူတဖြင့်ရင်းနဲ့ပိုင်းမှာပဲနေထိုင်ရတာကိုသဘောကျကြပြီးသူကကုန်းပေါ်မှာခဏခဏတွေ့မြင်ရလဲရှိတဲ့ပိုးကောင်နဲ့ဆင်တူပါတယ်။ giant ocelot တွေက3.1ကနေ5.9လက်မကြားရှိပြီးအရွယ်ရပိသားကောင်တွေကတော့9.5နဲ့11.2လက်မကြားရှိပါတယ်။ giant ocelot တွေကအရွယ်အစကြီးမှပါတယ်။ စစ်ကြောင်းလက်မအထည်ရှိတတ်ကြပြီးသူရဲ့အခွန်အစ်စ်တွေကထူကောင်းမှကြောပါတယ်။ရေအောက်ကျမ်းမြေမှာသွာလာကြပြီးအနောက်ဆုံးကျမ်းမြေကသူတို့အတွက်သွာလာနေတိုင်းစက်စားဖို့အတွက်အကောင်းဆုံးအပိုင်းပဲဖြစ်ပါတယ်။နံပါတ်၄ Seed Angel ဒီတက်ရှိသမားတွေကနာမည်နဲ့အရန်ကိုလိုက်ဖက်ပါတယ်။ရင်းနှက်ပိုင်းတွေမှာပဲတွေ့များလို့ရှိပြီးတော့တော်တော်တန်အောင်နဲ့တော့မင်းတွေ့ဖို့ကတော့မလွယ်ကူလာပါဘူး။သူတို့ကိုနောက်တစ်မျိုးကတော့ Blood Valleycon Jelling လို့ခေါ်ပါတယ်။ဒီသမားတွေကအရန်ကိုလှပ်ပါပါတယ်။ကြီးလိုက်ရင်အနီအောင်တောက်ပနေတဲ့အလင်းအောင်တွေကထွက်ပေါ်နေပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကပါးလွှာတဲ့ Jelly နဲ့ဖုံးထားသလိုဖြစ်နေပါတယ်။ ရင်းနှီးပိုင်းတဲမှာတော့ခန္ဓာကိုယ်ပေါ်ကတောက်ပနေတဲ့အလင်းရောင်တွေထွက်ပေါ်နေသလိုမျိုးဖြစ်နေပြီးတဖြည်းဖြည်းနဲ့ရွေလျားသွားလာတဲ့ကဒစုံတစ်ခုနဲ့တိုက်မိသွားကခန္ဓာကိုယ်ထဲကတောက်ပနေတဲ့အလင်းရောင်တွေထွက်ပေါ်လေရှိပါတယ်။ရေအတိန်နဲ့မှသွားလာကျစားတက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ထဲကထွက်ပေါ်တဲ့အနေရောင်အလင်းကသူ့ရဲ့အန္တရာယ်ကနေပြီးတော့ကောက်ွယ်ပေးနိုင်ပါတယ်။အရန်ကိုလှပတဲ့ဒီ seed injury ကပျော့ပြောင်းပြီးခန္ဓာကိုယ်ဂျယ်လီလိုဖုံးအောင်ထားပြီးတောက်ပတဲ့အလင်းရောင်တွေထွက်ပေါ်ခြင်းကသူ့ရဲ့ထင်ရှားတဲ့ပုံစံကိုဖြစ်ပေါ်စေပါတယ်။ ူတည်တနာပညာရှင်တွေကတော့ဒီသမားတွေရဲ့ထူးခြားတဲ့ဖြစ်စဉ်ကိုစူးစမ်းလေ့လာနေတုန်းရှိသေးပြီးတော့သူတို့ရဲ့မျိုးရိုးဗီဇအခြေအနေကိုသိချမှတ်တမ်းယူနေကြပါတယ်။တောက်ပါတဲ့ဂျယ်လီလိုဒီသမားတွေကတခြားသမားတွေထက်ထူးခြားတာကတော့အမှန်ပါပဲရှင်။ဟုတ်ကဲ့ပါရှင်။ကမ္ဘာတစ်လောကထူးခြားစမ်းချက်အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြဖို့ကိုလည်းတောင်းဆိုလိုက်ပါရရှင်။